ကဲအဲ့တော့ချက်ချက်အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာဇင်တို့ကလင်းနေတူပေါ့နော်အာကိုယ့်ရဲ့ဘဝမှာကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေကိုဒါ sharing လုပ်ပေးတာဆိုတော့ခေါင်းစဉ်လေးတစ်ခုတစ်ခုမတူနေရာလေးတွေပေးပြီးတော့ပြဿနာတွေအတွက်ဆွေးနွေးပေးနေကြပါအဲ့တော့ဒီခေါက် sharing လုပ်မယ့်အကြောင်းအရာလေးတွေကဘာဖြစ်မလဲဆိုတာလင်းမိတ်ဆက်ပေးပါဦးအာလင်းတို့ဆွေးနေတာတော့အမြင်နဲ့တစ်ခါပျော်စရာလေးတွေလည်းပါမယ်ဘဝတ္တလေးတွေလည်းပါမယ်ဘဝအတွေ့အကြုံလေးတွေလည်းရှိကြတာဆိုတော့အခုဆိုရင်တော့လုပ်ငန်းပိုင်းနဲ့ပတ်သက်တာလေးပေါ့နော်အဲရရဟိုဒီ proactic အကြောင်းလေးပေါ့အဲ့လေးပြောကြမလားပေါ့ဟုတ်ကဲ့ပါကြိုပြီးတော့တွေးတက်တာမျိုးပေါ့ကြိုတွင်းရင်ကြော်မြင်တတ်တယ်ပေါ့ကြော်မြင်တတ်ဟုတ်တယ်အဲ့ဒါလည်းဟုတ်တယ်เนาะအလင်းကြတော့အခုဆိုလို့ရှိရင်အလုံးလောက်တာလည်းအချိန်လေးကြာပြီနောက်တစ်ခုကကိုကိုရိုင်းလေးလီတာတယောက်အနေနဲ့ကိုရဲ့တပည့်နဲ့အတူဥဆောင်ပြီးလုပ်နေရတဲ့အခါကျတော့အဲ့လိုကြိုကြိုတွေးရတဲ့အပိုင်းတွေအများကြီးရှိမှာပဲပေါ့ကြိုကြိုတွေးရတဲ့အပိုင်းတွေလည်းရှိသလိုကြိုတင်ပြင်ဆင်ရတဲ့အပိုင်းတွေလည်းရှိတာပေါ့เนาะအဲလူဆိုတာမနေ့ပြန်ဘာဖြစ်မလဲမသိဘူးဆိုပေမဲ့အဲကိုက ကိုယ့်ရဲ့ plan တွေကနောက်တစ်လနှစ်လထိကိုအဲဒီကိုယ့်ရဲ့ဒီ thing နဲ့အများတန်း schedule ဆွဲရတာပေါ့နော်အဲဒီဒီထားပါတော့လင်းလို့ဆိုရင်တပတ်တစ်ခါပွဲတွေရှိရဆိုအာဒီတပတ်မှာဘလို့ပစ္စည်းရှိရဲအာဘာတွေဘလို့ထည့်ရမယ်ပြီးရင်အာဒီတပတ်သရိုးသမီးတွေဆိုကိုခေါ်ရတယ်ခေါ်ပြီးရင် rehearsal တွေထုံးရတယ် rehearsal တွေတချို့ skin မကောင်းတဲ့သူဆိုဘာသူ့ရဲ့ skin tax လောက်ဖို့အတွက်ကို rehearsal တွေလိမ့်ကြီးရတာမျိုးတွေအဲ့လိုပေါ့နော်ဒီအဓိကတော့ဟို ပရီပုံစံမျိုးပေါ့နော်ဒါရုပ်ရှင်ရိုက်တဲ့အခါမှာလည်းအဲပရီလောက်ရတဲ့အပိုင်းကဏ္ဍမျိုးတွေရှိသလိုလင်းတို့မိတ်ကပ်ပိုင်းမှာလည်းပွဲမတိုင်ခင်မှာဆိုရင် ရာဟာဆဲခေါ်ပြီးသပင်ထုံးဖွဲ့ပေးတာမျိုးရာဟာဆဲခေါ်ပြီးတော့ skin ကတချို့ skin type တွေက sensitive skin လား oily skin လား combination လားအဲ့လိုမျိုးတချို့ကျတော့ makeup မလိမ့်လိမ့်လေးလိမ့်ထားမှရှိတဲ့သရိုးသမီးလေးတွေဆိုရင်ဒီ foundation test လောက်တာမျိုးတွေကအဲ့လိုမျိုးတွေပေါ့ဒါတွေကိုချုပ်တင်ပြင်ဆင်ထားတဲ့အခါကျတော့မင်းကကြုံမြင်ထားတာပေါ့အဲ့ပွဲရောက်မှဖြစ်ပြီဆိုရင်ခွမ်းမီဟုတ်တယ်ဟုတ်တယ်နော်အဲဒါအကူမဆုလက်တို့အစဉ်တို့ဆိုရင်လည်းဒါကိုဒီ presenter လုပ်တဲ့အပိုင်းမှာဆိုရင်ပွဲရောက်မှကိုပြောမဲ့ အကြောင်းအရာတွေအကြောင်းအရာတွေကိုချရေးလို့မရအောင်အဲ့ဒီပွဲမတိုင်ခင်3-4ရက်ကြိုပြီးတော့အရေးကြီးတဲ့ point တွေကို gist ထုတ်ထားရတယ်လို့မျိုးအရေးကြီးတဲ့နေရာတွေမှာခေါ်ရမယ့်အလူပုတ်ကိုပြောရမယ့်စကားလုံးအသုံးနှုန်းတွေပြောရမယ့်ဒီဒီပေါ့နော်ဒီဒီဒီ project ရဲ့ main point တွေကိုအဲတတ်နိုင်ဆုံးတော့ချုပ်တင်လေ့လာထားရမယ်လို့လင်းကတော့ ထင်တယ်ပေါ့နော်အဲ့တော့လင်းတို့အပိုင်းမှာလည်းဒီလိုထုံဒီလည်းကောင်းပဲလင်းတို့ရဲ့မှာမဟုတ်လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းမှာအရာရာကိုကြုံမြင်တတ်တဲ့သူဟာအရာရာကိုဟိုပေါ့နော်ခြေတလန်းတာခြေတလန်းသူများထက်တာတယ်ဆိုတာထက်ကိုကိုကိုပဲပြိုင်စည်းစင်တယ်ကိုကိုကိုပဲတုံးသက်စည်းစင်တယ်အမားနဲ့ရောလူတိုင်းရောအမားရောရှိမယ်ဒါမျိုးမှာမှအလင်းတို့ဆိုရင်ဒီ make up ပစ္စည်းတွေကအစပေါ့နော်ဒီလောက်ကို ဟိုတခြားလင်းလို့ဆိုအရင်တော့ဆိုခါချရင်ပလော်ပေါ့ပြီးတော့ဗောနော်အဲကိုကဒါယူမယ်လို့ပြောမိမယ်လဲဟာမိသွားတယ်ကိုရဲ့ assistant နေရအဲ့မှာဆိုရင်ကိုဘာလုပ်မှာလဲအဲ့လိုမျိုးပေါ့တခါအဲ့ကြောင့်မနောက်ပိုင်းကျရင်တစ်ဖက်လူနဲ့လွှင်းရင်စိတ်မချရရင်ဘာလုပ်ရမလဲအရင်ဆုံးဘသူမပြုတ်မိမိမှုကိုရဲ့အမှားသာဖြစ်တယ်သူတို့ဖြစ်တင်ဝေဖန်နေလို့ဒီပစ္စည်းကဘွားဆိုကိုရှေ့ရောက်လာမှာမဟုတ်ဘူးအဲ့တော့ကိုစိတ်ထဲမှာအရေးကြီးတယ်မလားဒါကကိုအတွက်မရှိမဖြစ်တယ်ဆိုရင် ဒီပစ္စည်းတွေထည့်ခိုင်းနေရနောက်ဆုံး finalist ကိုကိုကိုတိုင်းစစ်ကမယ်ကိုကိုတိုင်းပြန်ပြီးတော့ဒါဒီလိုဒါဒီလိုဒါဒီလိုလိုထိုးပို့ရှော့ကိုကိုတိုင်းကိုယ့်ရဲ့စိတ်ကူးနဲ့တေချာလေးလုပ်ထားမယ်ဆိုရင်အမားလဲနဲတယ်လုပ်ငန်းမှာလဲခက်ခဲမှုတွေကြံ့ကြာမှုတွေလဲဟိုရှားသွားမယ်လို့လည်းရတော့ယုံကြည်တယ်အဲ့အတွက်ကြောင့်ဘယ်လုပ်ငန်းမှာဖြစ်ဖြစ်ဘယ်လိုလူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အလုတ်လုတ်တဲ့သူတိုင်းအလုတ်လုတ်တဲ့သူတိုင်းအာ ကိုပိုင်အလုံးမှမဟုတ်ဘူးပေါ့နော်သူများရှိမှအလုံးလုံးလို့လဲငါလားကုန်ရင်လားစာရမှာဘဲဆိုတဲ့အတွေးမျိုးမတွေးပဲနဲ့ဒီမှာအလုံးလုံးတယ်ဆိုကို့အတွက် practice တွေကို့အတွက် experience တွေယူသလိုမျိုးပဲသဘောထားကို့ရဲ့အလုံးလို့သဘောထားပြီးလုတ်ပြီးတော့ရှင်းတန်နေမယ်ဆိုရင်တစ်ချိန်ကျရင်တော့ကိုက leader တယောက်ဖြစ်လာမယ်လို့လင်းထင်တယ်လင်းတို့လည်းစားပြီးငငယ်လေးတွေက ခေါင်းဆောင်ဖြစ်လာတာမှမဟုတ်တာလီဒါဖြစ်လာတာမှမဟုတ်တာသူများခိုင်းတာလုပ်ခဲ့ရတာပဲသူများရှိမှအလုပ်လုပ်ခဲ့ရတာပဲသူများရှိမှဝန်ထမ်းလုပ်ခဲ့ရတာပဲဒါပေမဲ့ငါဒီလာကုံရင်လာစာရမယ်ငါဒီအချိန်တိုင်းရင်ထမင်းနှစ်နှစ်စားရမယ်ဆိုတဲ့စိတ်မျိုးနဲ့မလုပ်ခဲ့တဲ့အတွက်ကြောင့်နေရာတစ်ခုနဲ့အချိန်တစ်ခုနဲ့အခွင့်ရေးပေးတဲ့အချိန်မှာဒီအခွင့်ရေးတွေကအသုံးချတတ်ဖို့ လို့ရဲအဲ့ဒါကဘယ်သူမှလာမလုပ်ပေးဘူးယော့အဲဒါမှမဟုတ်လင်းဆိုမိုင်းဆန်းရှိမှတက်ခဲတယ်မိုင်းဆန်းလင်းလင်းယော့နင်မိတ်ကလင်းလင်းအောင်မြင်စေဆိုပြီးကျမကနှစ်ဖူးမှတို့ပေးလိုက်တာမဟုတ်ဘူးမိုင်းဆန်းတို့ရဲ့ तू ဘလို့သွားတာလဲ तू ဘလို့ဘလို့မျိုး तू ပလန်ကလေးကို तू လှုပ်ထားတာလဲ तू ဘလို့ချိုးတင်ပြင်ဆင်ထားတာလဲဒါကြောင့်ကိုယ့်ရဲ့ဆရာသမားလူတွေလက်ခံလာတဲ့အတိုင်းအတာတစ်ခုမှာဘာကြောင့် तू နိုင်ငံကျော်တာလဲ ောင်းတဲ့အရာတွေအားလုံးကိုအမြဲတမ်းလေ့လာသင်ယူသုံးသပ်ပြီးတော့ကိုကဒါတွေကိုမှတ်သားနေရတယ်ဒါမှသာလင်တစ်ချိန်ကျရင်ကိုမေအဲ့နေရာကိုမရောက်ဘူးမပြောနိုင်ဘူးစိတ်နဲ့ပဲလင်းမိုင်းဆန်းရှိမှလည်းပညာသင်ယူခဲ့တဲ့အချိန်မှာဟိုဒါမျိုးစိတ်မျိုးမွေးပြီးတော့ပဲအဲဒါမိုင်းဆန်းအလုံးမဟုတ်ဘူးငါအလုံးငါအလုံးပဲကိုသရိုသမီးမိုင်းဆန်းလိမ့်နေလဲကိုလိမ့်နေတယ်လို့ခံစားပြီးပစ္စည်းကိုပေးခဲ့တယ်ကမ်ပိန်းပေါ့လင်းတို့ရဲ့ မိကက်ရဲ့အခေါ်ဝေရဆိုရင်ဒီကောင်မလေးလင်းလို့ဆိုကမ်ပင်းပေါ့ဘေးနာအဲဒီဆေးပညာအရာကြီးမှာဆိုရင်လင်းလို့ nest ပေါ့အကမ်ပင်းလုပ်ခဲ့ရတယ်ဆိုရင်ဒီဟာကိုကိုလိမ့်တယ်လို့ခံစားပြီးပေးတာမိုင်းဆန်းလိမ့်နေပြီမြဲကိုလိမ့်တယ်လို့ခံစားပြီးတဲ့အခါကိုတကယ်အလုပ်လုပ်တဲ့အခါမှာကျတော့ခက်ခဲတွေရရှိတော့ရှိတယ်နဲတယ်အဲဘယ်လိုပြောမလဲစံကြမှုတွေနှောင့်နှေးမှုတွေကလည်းအဲတဖြည်းဖြည်း ရောကြလာမရှိဘူးမပြောဘူးเนาะရှိတယ်ဒါတွေကိုတဖြည်းဖြည်းနဲ့အကောင်းဆုံးကြော်လွှားနိုင်တယ်အဲ့တော့အလုတ်လုတ်တဲ့သူတိုင်းအလုတ်လုတ်တဲ့သူတိုင်းကိုယ်ပိုင်အလုတ်လုတ်ဒီပဲဖြစ်စေအာသူများရှိမှအလုတ်တဲ့လူတွေဖြစ်စေကိုယ့်ရဲ့အလုတ်လို့တန်မိုးထားရမယ်စေတနာထားရမယ်အမြဲတမ်းကြိုတင်ပြင်ဆင်ပြီးတော့အရာရာကိုစဉ်းစားတတ်တဲ့သူကအားလုံးထက်ကြော်မြင်ပြီးတော့မြ мян လေးအားလုံးရှိကိုမြ мян ရောက်တယ်လို့လင်းရတော့ထင်တယ် ပြောလင်းကြောသားရဲထဲမှာဆိုလို့ရှိရင်ကိုကလုံးလုံးခွင့်ရတဲ့အချိန်မှာအမလုံးဝမရှိဘူးဆိုတာမဟုတ်ဘူးအမတော့ရှိမှာပဲဒါပေမဲ့လင်းကြတော့အများကြီးလဲကိုကအသေးစိတ်လေးလာခဲ့နောက်တစ်ခုကကြတော့အဲ့ဟိုကိုကြုံရတဲ့ လူရပါတော့အမားကြုံရတဲ့အခါမှလည်းအမားကိုမှားွားတယ်လို့မတွေးဘဲနဲ့နောက်တစ်ခါတော့ဒီအမားကိုထပ်မမှားသင့်တော့ဘူးဒါဟုတ်တယ်သင်ကန်းစာတစ်ခုအနေနဲ့ယူလိုက်မယ်ဆိုလို့ရှိရင်တေချာပါလဲဆိုတော့နောက်တစ်ချိန်မှာဒီအမားအလားတူအမားမျိုးကိုကထပ်မဖြစ်တော့ဘူးအစ်စ်အစ်စ်တော့အမားကြီးကြုံရရင်တော့ဒါတွေကိုသင်ကန်းစာအဖြစ်နဲ့ခုနလိုမျိုးပဲကိုကလမ်းနှင်းလောက်သွားမယ်ဆိုရင်ဟိုသူများကြီးလိုအမားကိုနှစ်ချိန်သုံးချိန်လေးငါးချိန်မဟုတ်တော့ဘဲနဲ့ကိုကတစ်ချိန်လောက်နဲ့အမားကိုသင်ကန်းစာအဖြစ်နဲ့ယူပြီးတော့ရှေ့ဆက်သွားမယ်လမ်းမှာသူများထက်လည်းအရှိမမြန်ပိုရောက်တယ်ကိုကတော့ကိုလိုချင်တဲ့အနေထားတစ်ခုကိုအချိန်တူတူနဲ့ရောက်သွားနိုင်တာမျိုးပေါ့နော်ဆိုတော့ ဟုတ်တယ်လင်းပြောသလိုတေချာလေးလာရမယ်အမားလေးကိုလည်းဆိုရင်လေးလာတာနော်ဟုတ်တယ်ဘာဖြစ်ဆိုတော့ဆင်မမမှားပြောလိုက်လို့မရအောင်နော်စကလုံးတစ်လုံးကဒါမှ sorry လို့လို့မရအောင်နော်မဆွလဲလို့ဆိုနော်ဟုတ်တယ်လမ်းလေးကိုကိုယ့်ရဲ့ကျွမ်းကျင်ရာနေပဲအလိုက်ပေါ့နော်တေချာလေးလာရအောင်အဲဒါစင်တို့ presenter လုပ်တယ်ဆိုလည်းလည်းအောက်ကကြည့်နေဟဲ့ဟိုဘာပြောစိတ်ထဲမှာမျက်နှာကြီးဒါပြုံးမိမယ်ဒီစကလုံးတွေကိုမှားမှာနည်းနည်းတော့ထောက်တဲ့စိတ်တော့ရှိတယ်ဒါပေမဲ့တေချာတော့ကြိုတင်ပြင်ဆင်ထားတယ်ပြင်ဆင်ထားတယ် နောက်ဟိုเนาะကြိုတင်ပြီးတော့ဖြစ်လာနိုင်တဲ့အဲပြဿနာတွေအဲ့ဒါလေးတွေဘယ်လိုဖြေရှင်းမလဲပေါ့ဟမ်အဲ့ဒါလေးတွေ lighting lighting against ဖြစ်မှာလားဒါမှမဟုတ်လည်း music ကတခခုအဲလွဲချော်သွားမှာလားဟိုအာဇနာရရဲ့အရှိနောက်တစ်ချက်တော့ပြောင်းကြလို့ရှင်ကိုခွားမဲ့ထားပါတော့စင်မော်တက်ပြီး speak ပြောမဲ့သူကနောက်ကြလို့နောက်တစ်ယောက်ကိုချိန်မှုအတွက်ကိုညနေရိတ်မျက်နှာငယ်နဲ့ကိုဘယ်သူလာပြောမလဲဆိုလဲရှေ့တာကြည့်နေပြီမဲ့ ညလုံးနေရနော်အမေ360လှည့်နေရတာဟုတ်တယ်အိုင်ယွန်လေးအကုန်ဆုံးအဲ့လိုမျိုးကြိုတင်တည်နိုင်ဖို့အတွက်ကြော်မြင်နိုင်ဖို့အတွက်ဆိုတာလည်းလေကျွန်တော်ကအလုပ်ငန်းမှာလည်းကိုလုံနေတဲ့နေတူတူကလုံနေတဲ့အလုပ်ထဲမှာလည်းအဲ့ဒါတွေကနေပြီးတော့လည်းအတွေ့အကြုံတွေရတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ကအဲဒီပညာရှိတွေကိုယ့်ရဲ့စီနီယာတွေကိုလည်းသူတို့စီကနေပြီးတော့ လင်းတို့လိုပဲ landing ပြန်လုပ်ဖို့လိုလိုအပ်တာသူတို့ပွဲတွေသွားတဲ့အခါကျရင်လည်းသူတို့ပွဲတွေမှာဘလို့ပြောရဲဆိုတဲ့နောက်ပြီးတော့ဟို senior တွေလည်းပြန်ပြီးတော့ share လုပ်ပေးတယ်ဒီလိုဒီလိုဆိုရင်တော့ဒါတွေဖြစ်နိုင်တယ်အဲဖြစ်လာနိုင်တဲ့အခါကျရင်တော့ကိုဘလို့ဖြည့်ရှင်းမလဲဆိုတဲ့နီးလန်းတွေအဲ့ tips လေးကြီးကြတော့လေကိုရဲ့ senior တွေနောက်ပြီးတော့ကိုရဲ့ဆရာသမားတွေကြီးကနေပြန်ပြီးတော့တင်ယူရတာအဲ့လိုမျိုးမတင်ယူလို့မရဘူးပေါ့နော်အဲ့တော့အဲ့လိုတင်ယူရတယ်သူတို့ဆရာအတွေ့အကြုံတွေကိုကိုကရတဲ့အခါမှာကိုတကယ်တွေ့ကြုံတဲ့အခါမှာကို့မှာဖြည့်ရှင်းဖို့အတွက်အဲနီလန်းတစ်ခုရှိတာပေါ့နော်အဲ့တော့ဟိုဘာ ဘာလဲဆိုတော့နောက်တစ်ခုကကြတော့ဒီလိုမျိုးအတွေ့အကြုံယူရတယ်လို့ဇင်းတို့ကဟိုစာအုပ်စာပေးတွေဖတ်တာမျိုးတွေနောက်လင်းအမြဲပြောနေကြ YouTube ကနေပြီးတော့ landing အမြဲနဲ့နားထောင်ပြီးတော့ landing လောက်တာမျိုးတွေအဲ့ဒါမျိုးတွေကတကယ်ကိုလက်တွေ့ဘဝမှာအသုံးဝင်တယ် ဲ့လိုအသုံးဝင်တဲ့အခါမှာဟိုသူများတွေလိုမျိုးကိုရီးယားဟိုအချိန်တွေအများကြီးပေးပြီးတော့ဒီအတွေ့အကြုံတွေယူစရာမလိုအဲ့အချိန်တွေကိုပေးထားတဲ့သူတွေစီကနေပြောဆိုတော့ပြန်ပြီးတော့ landing ပြန်လုပ်လို့ရတာပေါ့နော်ဒီနောက်ကိုယ့်ရဲ့ဖြတ်တန်းနေတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းပတ်ဝန်းကျင်အတိုင်းဝိုင်းလက်တွေ့ဆန်ဆန်လက်တွေ့ကြကြဘဝတွေကိုလည်းလေ့လာသင်ယူလို့ရတယ်လို့ပြောချင်တယ်။ဒါကြရင်အတော့ကိုနဲ့မဆိုင်ဘူးမဟုတ်ကြည့်ရမယ်။အဲ့လိုမျိုးဆိုတဲ့အခါကျရင်ဒါ ကိုသွားနေတယ်ကိုကျင်လည်နေတဲ့ပတ်ဝန်းကျင်အတိုင်းဝန်းကလည်းကို့အတွက်ကောင်းတဲ့အရာတွေကိုရယူနိုင်တယ်သင်ယူနိုင်တဲ့အရာတွေလည်းအများကြီးရှိတာပေါ့ဟုတ်ကဲ့အဲ့လိုမျိုးဆိုတချို့ရှာလေမလိုအလားအပ်တဲ့မာနာမျိုးတွေလည်းမထားသင့်ဘူးပေါ့နော်အခုထက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေအဲသူရှိလို့ငါမလာဘူးလို့အဲထားပါတော့သူရှိလို့ငါလာမလိမ့်နိုင်ဘူးလို့အဲသူရှိလို့ငါမထုံးဘူးလို့မဖွဲ့ဘူးလို့အဲ့လိုသေးသိမ့်တဲ့စိတ်ဓာတ်တရားလေးအလိုလိုကိုယ့်ရဲ့ဘဝကိုနစ်မောပြီးတော့ကိုကိုကိုအောက်ကိုဆွဲချသလိုဖြစ်တယ်။ဟုတ်တယ်။အဲ့တော့ ဘာလဲဆိုတော့ professional နဲ့လူတစ်ယောက်က personal နဲ့ခွဲခြားတတ်ဖို့လိုတယ်။သူလည်းသူ့လိုသူလိုရမယ်ကိုလည်းကိုလိုကိုလိုရမယ်ကိုကိုတာဝန်ပေးတဲ့အလုပ်ကိုကိုအကောင်းဆုံးလုပ်ရမယ်လင်းလို့ဆိုမိုင်းဆန်းဆိုင်မှာအများကြီးရှိတာပဲလေ။အဲ့တော့အဲသူလုံနေတယ်ငါဒီဘွဲကငါသွားမထုံဘူးဆိုတဲ့ဟာမျိုးလုံလို့သေးသိမ့်နဲ့စိတ်တက်မျိုးဒီလိုမျိုးညဂျုံညက်နဲ့စိတ်မျိုးမွေးလို့မရအောင်ဘာသူရှိရမလား။သူရှိသူဒီလိုထုံနိုင်ငါလည်းဆိုင်ငါငါလည်းထုံရမှာဆိုတော့ငါဘယ်လိုအကောင်းဆုံးထုံမလဲဆိုတဲ့ကိုကိုကိုအအများတန်း ဟို confidence sheet level တခုမှရှိနေရမယ်လို့လင်းကတော့မြင်တယ်။အာကျမနဲ့သူနဲ့တန်မတူလူတိုင်းကအတူတူပဲ။ပခုံးနှစ်ဖက်ကြားကခေါင်းပေါက်တဲ့လူတိုင်းကအဆင့်အတန်းဘာမှခွဲခြားစရာမလို။သူလည်းဒီလောကထဲမှာကျင်လည်နေတယ်ကိုလည်းဒီလောကထဲမှာကျင်လည်နေတယ်ဆိုရင်ဒါဒီအားလုံးကလူပဲဟုတ်တယ်ရိုးရိုးသားသားနဲ့လုတ်ကင်စားတောက်တဲ့သူတိုင်းကတန်မိုးရှိတယ်သိခါရှိတယ်အဲ့တော့သူလည်းသိခါရှိတဲ့အလုပ်ကိုလုပ်တယ်ကိုလည်းတန်မိုးရှိတဲ့အလုပ်ကိုလုပ်တယ် ထိတ်တိုက်ဆုံတဲ့အခါမှာလေကိုလို့ကိုလို့သူ့လို့သူ့လို့တည်ဆိုရင်ဒီလိုပြဿနာတွေကဘာပြဿနာမှမရှိဘူးအဲ့လိုသေးသိမ့်ပြီးတော့မစင်းစားမတွေးခေါ်တဲ့သူတွေရဲ့ဇက်သိမ်းကမလှတတ်ဘူးဟုတ်ပါတယ်ဒါတော့အတော့အကြောင်းရာတွေကိုစီနီယာရလေးလာတယ်လို့လင်းစရာဆိုလည်းအမြဲတမ်းလန်းလင်းလောက်ခွင့်ရတယ်လင်းရဲ့အတွေ့အကြုံတွေပြီးတော့နောက်တစ်ခါကျတော့ဟိုသူကြုံတွေ့ရတဲ့အကြောင်းတွေပြန်ပြီး share လုပ်တဲ့အခါမှာအခုပြည်သက်တွေအပြင်ဆိုတော့တို့ရောပေါ့နော်လေးလာခွင့်ရပါအဲ့တော့လင်းလည်းတိတိကျကျတင်ပါလေဟုတ်လင်းလည်းအရန်ကို ဟိုတီးလို့မှတ်လို့တက်လို့ရေတော့မဟုတ်ပါဘူးဘဝကပြီးတဲ့သင်ခန်းစာတွေပတ်ဝန်းကျင်ဘ ഹു သုတကပတ်ဝန်းကျင်အတိုင်းပိုင်းကမြင်တွေ့ခဲ့ရတဲ့ဘ ഹു သုတတွေအကိုချင်းလဲနေတဲ့ပတ်ဝန်းကျင်ကအစိုးအကောင်အကျိုးအကြောင်းတွေကိုဒါကိုအဥပမာအနေနဲ့ယူပြီးတော့ပြန်ပြီးတော့ sharing လုပ်တာပါအရန်တိနေလို့တက်နေလို့ခါရုံစာအုပ်ကိုအုပ်ကိုတထောင်လောက်ဖတ်ထားပြီးပြောနေတဲ့လူလည်းမဟုတ်ဘူးအဲ့တော့အရာရာဟာကိုယ့်ရဲ့စဉ်းစားဆုံးဖြတ်ကိုယ့်ရဲ့အတွင်းစိတ် အဲတည်ငြိမ်မှုရင့်ကျက်မှုသဘောထားကြီးမှုတွေကလည်းလူတယောက်ရဲ့လုပ်ငန်းမှာအများကြီးအောင်မြင်မှုကိုအထောက်အကူပြုတယ်လို့လင်းရတော့ပြောချက်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ကဲတော့ဇင်တို့ချစ်ချက်စီစဉ်မှာဒီနေ့ sharing လုပ်သွားတဲ့အကြောင်းအရာကိုနားထောင်ပြီးပြည်သက်တွေလည်းကျေးဇူးများကြီးတင်ပါတယ်။အဲပြည်သက်တွေဘက်ကနေပြီးတော့ဇင်တို့ community အစီအစဉ်မှာဆွေးနွေးဆွေးစီခြင်းနဲ့ပေါ့နော်အကြောင်းအရာလေးတွေခေါင်းစဉ်လေးတွေရှိမယ်ဆိုရင်လည်းဇင်တို့ community အစီအစဉ်မှာလာရောက်ပြီးတော့အကြံပေးလို့ရပါတယ်ရှင်။အဲတော့ဇင်တို့ရေနောက်ထပ်လာမယ့်အစီအစဉ်ကတော့ပြည်သက်တွေအတွက်ဒီနေ့ဖိတ်ခေါ်ထား celebrity guest နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မင်းသမီးလားမင်းသားလား